AI ကိုနေ့တိုင်းတုံးနေတယ်ဆိုပေမဲ့ DAI ရဲ့အစွမ်းအစအကိုအပြည့်အဝမတုံးနိုင်လေဘူးလို့ခံစားဘူးလားချက်ကြီးဒီမှာတနေ့တနေ့မေးခွန်းနေတာမေးလိုက်တယ်သူပြန်ပြေလာတဲ့ဟာတွေကကိုလိုချင်တာတွေနဲ့မကိုက်ညီတာမျိုးတွေကြုံခဲ့ရဘူးလားဒါမှမဟုတ် AI ကရှော့ပြီးတော့ဖြီးဖြန်ပြီးတော့ဖြေလာတာမျိုးတွေကိုခံစားရဘူးလား ChatGPT ကိုတာမန်မေးခွန်းနေမေးပြီးတော့တာမန်အဖြေတွေတောင်းနေရတဲ့ဘဝကနေ ကိုယ့်ရဲ့လုပ်ငန်းအတွက်ကိုယ့်ရဲ့ professional အတွက်24နာရီကူညီပေးနိုင်မဲ့ AI အတွင်မူ AI လက်ထောက်ဘလို့ဖန်တီးတည်ဆောက်ရမလဲဆိုတာကျွန်တော်ဒီဗီဒီယိုမှာအသေးစိတ်ပြောပြပေးမယ် ChatGPT ရဲ့ Custom GPT လို့ခေါ်တဲ့ feature ကိုဒီ Tarman AI အသုံးပြုလို့ Tarman ဝန်ထမ်းတယောက်လို့မဟုတ်တော့ဘဲနဲ့ကိုယ့်ရဲ့ company တွေအတွက်ကိုယ့်ရဲ့စီးပွားရေးအတွက်ကိုယ့်ရဲ့ professional life အတွက်24နာရီကူညီပေးနိုင်မယ် ကိုယ်တိုင်လေ့ကျင့်ပေးထားတဲ့ HPAD AI အဖြစ်နဲ့ဘလို့ခိုင်းစီရမလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာလက်တွေ့လုပ်ရင်းနဲ့ပြောပြပေးတော့မယ်အဲ့တော့ဒါကတင်းရဲ့အလုတ်ချိန်တွေကိုတတိတတာ short ချပေးနိုင်တယ်ခြွေတာပေးနိုင်တယ်ပြီးတော့တင်းရဲ့ productivity ကိုလုံးဝ level မြင့်အောင်လုပ်ပေးနိုင်တယ်သူများတွေထပ်နှာတပြားတာအောင်လုပ်ပေးနိုင်စွမ်းရှိတယ်ဒါကြောင့်မလို့ဗီဒီယိုကိုအဆုံးထိကြည့်ဖို့တိုက်တွန်းပါတယ်ပထမဆုံးအနေနဲ့ဒီ custom GPT နဲ့ရိုးရိုး AI ChatGPT မှာတွားမိရတယ်ဘာကွာလဲဆိုရင် ရရွ AI ကိုတွားပြီးတော့ဒုံးတာကတွားပြီးတော့မေးတာကလမ်းပေါ်မှာတွေ့တဲ့ကြုံရလူတယောက်ကိုတွားပြီးတော့မေးခွန်းမေးတာနဲ့တူပြီးတော့ custom GPT မှာတေချာလေး AI တိဆောက်ပြီးတော့မေးတာကကိုယ့်ရဲ့အလုပ်အတွက်လုံးဝကိုတက်ဆိုင်တဲ့ AI တစ်ခုကို24နာရီခိုင်းစားတာနဲ့တွားပြီးတော့တူတယ်ဒီ custom GPT ကမေးပြီဆိုရင်ကိုယ့်ရဲ့အကြောင်းကိုအစအဆုံးအမြဲတမ်းလိုက်ပြောနေစရာမလိုတော့ဘူးကိုမေးလိုက်တဲ့မေးခွန်းတိုင်းကကိုယ့်နဲ့ဆိုင်တဲ့ကိုယ့်နဲ့ဓာတ်ရိုက်တက်ဆိုင်တဲ့အကြောင်းအရာတွေကိုပဲဖြည့်ပြီးနေတော့မှာဖြစ်တယ် custom gpt ကိုအတုံးပြုဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ကဒီ chat gpt ရဲ့ plus plan ရှိဖို့တော့လိုအပ်ပါတယ်ဒါပေမဲ့မပူပါနဲ့နောက်ပိုင်းမှာခကြရင်လည်းဒီ chat gpt ကနေပြီးတော့ဒါမှမဟုတ်တခြား ai tools တွေကနေပြီးတော့ဒီလိုမျိုးကျွန်တော်ပြောတဲ့ custom gpt လိုမျိုးအခမဲ့ပေးတုံးရတာတွေလည်းရှိလာနိုင်ပါတယ်အဲ့တော့ ဒီဗီဒီယိုကတေချာအသေးစိတ်ကြည့်ထားမယ်ဆိုရင်နောက်ပိုင်းမှာလက်တွေ့အတုံချလို့ရပါလိမ့်မယ်။အရင်ဆုံးတွားမှာက GPT ဆိုတဲ့နေရာလေးကိုအရင်ဆုံးတွားမယ်။အဲ့တော့ဒါလေးကိုတစ်ချက်နှိပ်လိုက်တဲ့ခါကျရင်ဒီလိုမျိုးတွေ့မယ်ပေါ့နော်။ဒီအောက်မှာပါတာခါကျတော့သူ့ရဲ့ ready made စောက်ပြီးတာ custom GPT ကိုတွေးလိမ့်မယ်။ကျွန်တော်တို့အခုလိုချင်တာကကျွန်တော်တို့အတွက်တည်တံ့ဖြစ်ပေးမယ်ကျွန်တော်တို့ရဲ့ GPT ဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ create ကိုနှိပ်လိုက်မယ်ဒီလိုနှိပ်လိုက်တဲ့ခါကျရင်ကျွန်တော်တို့ကိုဒီမှာဘယ်လိုတည်ဆောက်ရမလဲဆိုတာကို तू က ဟိုတခါတည်းပြောလာတာရှိတယ်ဗောနော်အဲ့တော့အဲ့ဒီမှာနှစ်ပိုင်းပါတယ်ဘာလဲဆိုတော့ create လုပ်တာနဲ့ configure လုပ်တာအဲ့တော့ဘာကွာလဲဆိုတော့ဒီမှာခါကျတော့ကျွန်တော်တို့ load ချင်တဲ့ assistant ကိုစာလေးတစ်ချောင်းတစ်ချောင်းလောက်ယူလိုက်တာနဲ့ AI ကနေပြီးတော့အလိုအလျောက်တိောက်ပြီးတော့လဲအဲ့လိုမလုပ်ချင်ဘူးကျွန်တော်တို့ကကျွန်တော်လုပ်ငန်းနဲ့ဆိုင်တဲ့ဟာကိုပဲတီးတက်အလုပ်လုပ်ချင်တယ်တီးတက် manually ဖြည့်ချင်တယ်ဆိုရင်ကျွန်တော် configure နေပြီးတော့နှိပ်ပြီးတော့ကျွန်တော်တွားပြီးတော့ဖြည့်နိုင်တယ်အဲ့တော့ကျွန်တော်ဒီမှာကတော့ AI နဲ့ပတ်သက်ပြီးတော့စီးပွားရေးအကြံပေးတယောက်အနေနဲ့ခန့်ထားကြည့်မယ် ဒီနေရာမှာကျွန်တော်တို့က pro engineering လို့ခေါ်တယ်ဒီ pro လေးတွေကိုကျွန်တော်တို့ကကောင်းကောင်းကစားတတ်တယ်ဆိုရင်ကျွန်တော်တို့ဒီအလုပ်လုပ်ရတာပို့ပြီးတော့တတိယအောင်ဖြစ်မယ် AI တောင်းရတာပို့ပြီးတော့တတိယအောင်ဖြစ်မယ် AI ကိုအများကြီးခိုင်းလို့ရမှာပေါ့နော် PPP ဆိုပြီးတော့အများနဲ့ပြောပြတာရှိတယ်အဲ့ဒါကတော့ profile ဒီနေရာမှာဒီ instruction ကိုကျွန်တော်တို့ကမြန်မာလိုရေးလဲရတယ်အင်္ဂလိပ်လိုရေးလဲရတယ်ဒါပေမဲ့မှတ်ထားရမှာကဒီ AI ကို trainer က အင်္ဂလိပ် data တွေနဲ့ပဲထွင်ခဲ့တာဖြစ်တဲ့ကြောင်မလို့အင်္ဂလိပ်လိုရေးနိုင်တယ်ဆိုရင်တော့အကောင်းဆုံးမှာကျွန်တော်တို့မြန်မာလိုရေးပြီးတော့ Google Translate နဲ့အင်္ဂလိပ်လိုပြန်ပြီးတော့ဒီမှာလာထည့်မယ်ဆိုရင်လည်းရတယ်အဲ့တော့ကျွန်တော်ကတော့ဒီမှာအင်္ဂလိပ်လိုပဲအရင်ရေးကြည့်လိုက်မှာပေါ့နော်အဲ့တော့ profile အနေနဲ့ဆိုရင်တော့ကျွန်တော်တို့ you are အဲ့တော့သူကိုကျွန်တော်တို့က AI ကဘာကောင်လဲဆိုတာကိုကျွန်တော်ကတတ်မှတ်ပေးလိုက်တယ်ပေါ့နော်နောက်တစ်ခုက AI ကိုဘာခိုင်းလဲဆိုတာပြောဖို့လိုတယ်အဲ့တော့ကျွန်တော်ကျွန်တော်ရဲ့လုပ်ငန်းလေးကိုအကြံဉာဏ်ပေးခိုင်းချင်တာပေါ့နော် AI ကိုကျွန်တော်ကျွန်တော်အကြံဉာဏ်ပေးခိုင်းတယ်ဘာလဲဆိုတော့ကျွန်တော်ကကျွန်တော်တင်လိုက်တဲ့ file တွေပုံမှန်မူတည်ပြီးတော့အကြံပေးခိုင်းတယ်ကျွန်တော်မေးလိုက်တဲ့မေးခွန်းတွေပုံမှန်မူတည်ပြီးတော့အကြံပေးခိုင်းတယ်ပေါ့နော်ဒီနောက်ဆုံးပြီကကြတော့ persistency လို့ခေါ်တယ်ဒါကကြတော့ကျွန်တော်ကမေးရင်မေးရင်နဲ့အဲ AI ကိုပို့ကောင်းတဲ့အဖြေရအောင်ပြောခိုင်းတာပေါ့နော်အဲ့တော့ဒါအနည်းဆုံးတော့ကျွန်တော်တို့ PPP လေးကိုထည့်ထားလိုက်မယ်ထည့်လိုက်ပြီးတော့ကျွန်တော်တို့ conversation starter မှာ ဆိုရင် high လို့ရေးတယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ဒီ chat တဲ့ကိုဝင်တိုင်း high ဆိုပြီးတော့ပေါ်မယ်ပေါ့နော်အဲ့တော့အဲ့ဒါကတော့မထည့်လဲရတယ်အဲ့တော့ knowledge ကကြတော့ကျွန်တော်တို့ရဲ့အချက်အလက်တွေကျွန်တော်တို့ company နဲ့ဆိုင်တဲ့အချက်အလက်တွေဒါမှမဟုတ်လေကျွန်တော်တို့ personal professional နဲ့ဆိုင်တဲ့အချက်အလက်တွေကိုဒီမှာ file အနေနဲ့ထည့်ထားလို့ရတယ် PDF file လည်းရတယ် Google document အနေနဲ့ရတာပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်ရဲ့အချက်အလက်တချို့ကိုထည့်ထားပြီးလိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော် channel တခုပေါ့နော်အဲ့ဒါကို research လုပ်ထားတာဒါလေးကိုထည့်လိုက်တယ်အဲပြီးတော့ အဲဘယ် model တုံးမလဲဆိုတော့အတူပြောတာရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့အကောင်းဆုံး model တွေရှိတယ်အဲ့ဒါ O3 ကတော့လက်ရှိမှာအကောင်းဆုံးပဲဈေးလည်းအကြီးဆုံးပဲပေါ့နော်ဒါကတော့ pay plan မှာပဲရတာပေါ့နော်အဲ့တော့ O3 နေနဲ့လုပ်လိုက်မယ်ဒီမှာ web search လည်းဖွင့်ထားမယ် canvas canvas ဆိုတာကတော့ကုန်တွေနေရေးခိုင်းတဲ့ခါကျရင်ဘယ်လို screen နှစ်ချမ်းချမ်းပြီးတော့ ဒီညာဘက်ပိုင်းမှာပေါ်လာတဲ့ဟာမျိုးပေါ့နော်ပြီးရင်ကျန်တဲ့ဟာ code interpreter လည်းလုပ်လို့ရတာပေါ့နော်ဒီ create new action ဆိုတာတခြား application တွေနဲ့ချိန်ထားလို့လည်းရတာပေါ့နော်ကျွန်တော်ကတော့အဲ့ဒါအဲ့ဒီအထိမတွားတော့ဘူးကျွန်တော်ဒီမှာတင်ထားတာကနာမည်ပေးလိုက်တယ် description ပြောလိုက်တယ်ပြီးရင် instruction မှာကျွန်တော်ကိုစီပွားရေးအကြံပေးရမယ်ပြီးရင်ကျွန်တော်ရဲ့ file လေးတင်ထားပေးလိုက်တယ်ပေါ့နော်ကျွန်တော်ရဲ့လုပ်ငန်းနဲ့ဆိုင်တဲ့ file professional နဲ့ဆိုင်တဲ့ file လေးတွေကိုတင်ထားပေးလိုက်တယ်ပေါ့နော်အဲ့ဒါပြီးတော့ကျွန်တော်က create လုပ်လိုက်ရုံပဲပေါ့နော်အဲ့တော့ model နေနဲ့ o3 တုံးမယ်ပေါ့နော် create လုပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ကျွန်တော်တက်အောင်လည်းပဲတုံးပါလားဒါမှမဟုတ်လည်းကျွန်တော်တခြားလူတွေကိုလည်းပေးတုံးချင်တာလားကျွန်တော်ကဒီ link တွေကို share ပေးလိုက်တာနဲ့ channel လူတွေ ChatGPT အကောင့်ရှိတဲ့လူတွေကဝင်တုံးလို့ရတယ်ဒါမှမဟုတ် GPT store မှာရောကျွန်တော်တင်ချင်နေလားဆိုတာကခုနကတော့ကျွန်တော်ပြခဲ့လို့တခြားအပြင်တခြားကျွန်တော်တို့ link မပေးလဲဒီတိုင်းဝင်ကြည့်လို့ရအောင်လုပ်ပေးမလားပေါ့နော်အဲ့တော့ကျွန်တော်က link ပေးမှပဲအဝင်ပြီးတော့ဆွေးနွေးလို့ရအောင်လုပ်လိုက်မှာပေါ့နော် okay အဲ့ဒါကို save လုပ်လိုက်မှာပေါ့နော်အဲ့တော့ခဏလေးတော့စောင့်ပေးရတယ်အဲ့ဒါကို create လုပ်တယ်အဲ့တော့ DAI က ကျွန်တော်ရဲ့ information တွေကျွန်တော်ရဲ့အချက်အလက်တွေကိုသူကတေချာနားလည်သွားပြီးတော့ရိုးရိုးချက်ချင်းပြီးမှမိထားတဲ့စာရင် ကျွန်တော်ပြောတဲ့အတိုင်းကိုကျွန်တော်အကြံဉာဏ်ယူတဲ့အတိုင်းကိုသူကကျွန်တော်နဲ့ကိုက်ညီတဲ့အဖြေတွေကိုဖြည့်ပြီးတော့မှာပေါ့နော်။ Okay, view GPT ပေါ့နော်။ အဲ့တော့ဒီမှာတွေ့လားမသိဘူး business advisor ဆိုပြီးတော့ O3 ကိုတခါတည်းတိုက်ရိုက်လုပ်ထားပြီးတယ်ကျွန်တော်တို့ဒီပုံကနေပြီးတော့သူရဲ့ ChatGPT model ကြီးရွေးလို့ရတယ်အဲ့ဒီမှာကျွန်တော်အများအားဖြင့်မြန်တာကတော့ GPT-4 ကအမြန်ဆုံးပဲ O3 ကကြတော့ advanced reasoning ပေါ့နော်အရန်ကိုစဉ်းစားပေးနိုင်ပြီးတော့ကျွန်တော်တို့အတွက်ပြောပေးနိုင်တယ်ပေါ့နော်အဲ့တော့ဒီလိုလုပ်လို့ရတယ်ပြီးရင်ကျွန်တော်တို့ကဒီအထဲကအကြောင်းအရာတွေကိုပြန်ပြီးတော့ edit လုပ်ချင်တယ်ဆိုရင်လည်းဒီနေရာနေတွားပြီးတော့ edit လုပ်ရရတာပေါ့နော်အဲ့တော့ကျွန်တော်တစ်ချက်လောက်မေးခွန်းမေးကြည့်မယ်ဟိုငါရဲ့မြန်မာလိုပဲမေးကြည့်လိုက်မယ်နော် အဲ့တော့သူ့ဘက်ကနေပြီးတော့ဒီ AI ကကျွန်တော်ရဲ့ document တွေကိုတေချာလေးဖတ်လိုက်တယ်ဖတ်လိုက်ပြီးတဲ့အခါကျရင်သူ့ရဲ့ model ကတေချာလေးစဉ်းစားလိုက်တယ်ပေါ့နော်အဲ့တော့ဘာတွေလုတ်တင်လဲဆိုတာကိုသူက6လ plan ပေါ့နော်အဲ့တော့6လ plan ဆိုပြီးတော့လုတ်တယ်အဲ့တော့ဒီနေရာမှာတခုတတိထားမှာက ChatGPT ကမြန်မာစကားကိုတော့တခြား AI တဲ့စာရင်တော့တိတ်မကောင်းသေးဘူးပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့ဖတ်လို့ရတယ်နားလည်နိုင်တယ်ပေါ့နော်ဘယ်လိုမျိုးဗီဒီယိုတွေတင်မလဲပေါ့နော်โอเคမစိုးเนาะ ်အကဲကျွန်တော်ဒီမေးခွန်းကို UU AI တွားမေးကြည့်မယ်ဆိုရင်ကျွန်တော်ဒီတိုင်းစနစ်တကျဖြည့်ပေးမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်မေးပြကြည့်မယ်ဒီမှာ OTU ကိုပဲတွုံးမယ်မေးကြည့်လိုက်မယ်အဲ့တော့ online YouTube channel အဲ့တော့ကျွန်တော် name YouTube channel နာမည်လေးတော့ရေးလိုက်မယ်ပေါ့နော်အားလေးတွေးလိုက်မယ်ပြီးရင် WhatsApp လေးတော့ဖွင့်ထားပေးလိုက်မယ်ပေါ့နော် Okay အဲ့တော့တို့မေးကြည့်လိုက်မယ်အဲ့တော့ခုနကတော့ကျွန်တော်ဒီမှာတုံးတာတဲ့နည်းနည်းပို့ကြတယ် โอเคအဲ့တော့သူ့ဘက်ကကျွန်တော်ကို general ပေါ့နော်ရေပုံရအဖြေတွေပဲပေးနိုင်တယ်ကျွန်တော် channel နဲ့အရန်ကြီးတီးတန့်ရင်စိုင်တဲ့ဟာတွေကိုသူမပေးဘူးเนาะပြောချင်တာကကျွန်တော်ရဲ့အချက်အလက်တွေကို AI ကကောက်ကောက်နားမလဲဘူးကောက်ကောက်နားမလဲတဲ့ခါကျတော့ကျွန်တော်တို့မေးခွန်းမေးတယ်ဖြေတော့ဖြေပေးပါတယ်လမ်းပေါ်ကလူတယောက်ဖြေတယ်လို့ပဲပေါ့နော်ကျွန်တော်တို့အကြောင်းတေချာမသိပဲနဲ့ဒီတိုင်းပဲဖြေချလိုက်တယ် ခုနကကျွန်တော်ပြောခဲ့တဲ့ ChatGPT ရဲ့ Custom GPT မှာခါကြတော့ကျွန်တော်ဒီမေးခွန်းကိုမေးတာပဲဒါပေမဲ့ तू ကကျွန်တော်ရဲ့ဒီ data တွေကို तू ကတေချာကြည့်တယ်ကြည့်ပြီးတော့သူ့ကိုပြောထားတဲ့အတိုင်းပဲညွှန်ကြားထားတဲ့အတိုင်းပဲ तू ကကျွန်တော်ကိုတေချာလေးအကြံဉာဏ်ပေးတယ်အဲ့တော့ဒါကိုကျွန်တော်တို့ကဘာခေါ်လဲဆိုတော့ Custom GPT လို့ခေါ်တယ် Custom GPT ကဒီပေါ်တာတော်တော်လေးကိုကြာနေပြီကျွန်တော်ဆိုရင်လည်းဒါနေ့တိုင်းနေ့တိုင်းလို့လို့ custom GPT ကိုအသုံးပြုတဲ့ထဲမှာပါတယ်အဲ့တော့ကျွန်တော်တို့ GPT တွေကကျွန်တော်ရဲ့လုပ်ငန်းမှာ ကျွန်တော်တို့ရဲ့တက်ဆိုင်တဲ့အချက်လက်တွေကိုပဲဖြည့်ပေးပါလိမ့်မယ်ရိုးရိုးချက်ကြည့်ပြီးမှတွားမိတာထက်အများကြီးကောင်းပါတယ်အများကြီးတည်တာပါတယ်ကျွန်တော်တို့ရဲ့အလုပ်တွေကိုလည်းအများကြီးအထောက်အကူပေးနိုင်တယ်24နာရီခိုင်းစားလို့ရတယ် AI အတွင်းရင်းမှုလို့တော့တင်စားလို့ရပါတယ်အဲ့တော့ကျွန်တော်ဒီမှာပြောခဲ့တဲ့ကိုပိုင် AI ဒီစောင့်ဒီ Custom GPT ဒီစောင့်ဒီကိုလုံးကြည့်ကြည့်ပါ ကျွန်တော်ဆက်ပြီးတော့ ဒီ AI နဲ့ပတ်သက်တဲ့အကြောင်းအရာတွေလက်တွေ့ဘဝမှာတုံ့လွှတ်ရတဲ့အကြောင်းအရာတွေကိုပြောပြပြီးမှဖြစ်တဲ့အကြောင်းမလို့ကျွန်တော်ရဲ့ channel ကိုလည်း like subscribe လုပ်ထားပြီးပါဗီဒီယိုဒီတိကြည့်ပြတဲ့အကြောင်းမလို့ကျေးဇူးတင်ပါတယ်အဆအဆအရာရာအဆင်ပြေပေးခင်ပါစေမင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေအော်ကြံခဲ့မလို့ကျွန်တော် AI group လေးတစ်ခုလုပ်ထားပြီးတာရှိပါတယ်ကျွန်တော် comment မှာ description မှာရေးထားပြပါမယ်အဲ့ဒီ group ကိုလည်း join ထားလိုက်ပါ AI နဲ့ပတ်သက်ပြီးတော့အခြေခံအကြောင်းအရာတွေကိုတေချာတိအောင်လုပ်ထားပြီးတဲ့ video တွေကိုလည်းဒီ group ထဲမှာထပ်တင်ထားပြီးတာရှိပါတယ် ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။